Gospel Postcard မြန်မာကိုကြီးစုနားဆင်သူများအားလုံးအပေါ်မှာဖယားရှင်ရဲ့ညီတဲ့ချင်းနဲ့ကြီးစုတော်အပေါင်းတည့်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ယခုမူကားအိုဘိုးချေတို့သမီးစုဝေး၍ခင်ခြင်းတော်ငါတို့ကိုဝိုင်းထားကြပြီ။ဤတေရလမင်းဤသားကိုဂျိန်လုံးနဲ့ရိုက်နှက်ကြပြီတကား။ အိုဘက်လင်အဖရက်မျိုးအစိုးရသောယူဒာမျိုးတို့တွင်တင်းသည်မြို့ငယ်မျိုးရုပ်ဖြစ်တော်လဲဣတေလအမျိုးကိုအုပ်ဆိုးရသောသခင်သည်ငါအဖို့တင်းဤအထဲမှပေါ်ထွန်းလက်တန်းထိုသခင်သည်ရှေးကပ်ကဘာမှဆာ၍ပေါ်ထွန်းသောသခင်ဖြစ်၏တို့ဖြစ်၍တားဖွားခြင်းဝေဒနာကိုခံရသောမိမ့်မသည်မဖွားမီတိုင်အောင်၎င်း ဤတေလအမျိုးတို့နှင့်တကွကြံကျွန်းသောညီအကိုတို့သည် မပြောင်းလဲမီတိုင်အောင်၎င်းသူတို့ကိုဆွန့်ပြစ်တော်မူလိမ့်မည်ထိုသခင်သည်ရဲ့၍ထာဝရဖရာဤအစွမ်းတတ္တိနှင့်၎င်းမိမိဖုရားသခင်ထာဝရဖုရား၏နာမတော်တကူအာနုဘော်နှင့်၎င်းမိမိတိုးစုကိုကြွေးမွေးလိမ့်မည်တို့တို့သည်လည်းတည်ကြလိမ့်မည်အကြောင်းမူကာ ထိုသခင်သည်မြေကြီးစွန့်တိုင်အောင်အစိုးရ၍ရံငင်းခြင်းအကြောင်းဖြစ်တော်မူလိမ့်မည်။အိုဘယ်လင်အဖရမျိုးတင်းဒီမြို့ငယ်မြို့ရုပ်ဖြစ်တော်လဲဣတေလအမျိုးကိုအုပ်ဆိုးရသောသခင်သည်ငါအဖို့တင်းဤအထဲမှာပေါ်ထွန်းလက်တံမိခအနာဂတိကျမ်း အခန်းကြီးငါအပိုင်ငယ်နဲ့အနေငယ်နဲ့အစာပြုခြင်း1883ခုနှစ်တွင်ဆောက်လုပ်ပြီးစီးသည့် Brooklyn တရားသည်အထမမြောက်ကဘာအံဖွဲအဖြစ်သတ်မှတ်ခြင်းခံရသည်သို့သောတရားတဆင်းမှတဆင်းသို့တွေ့ရန်သောကျက်လက်သောဝါယာကျူးမြင်သည်တရားကြီးအတွက်အလွန်အရေးပါသောအရာဖြစ်သည် ပထမဝါယာကျိုးမြင်တွင် နောက်ထပ်ဝါယာသုံးမြင်ကိုထပ်ပြီးခိုင်မာသောကျိုးဖြစ်လာသည့်အထိရည်လုံထားသည်ထို့နောက်တွေ့ရေစိန်တန်ကျိုးမြင်ပေါင်း9000ကျော်ကိုထပ်ပိုးတွေ့တန်းချင်းဖြင့်ယနေ့တွေ့ရသောရှည်လျားခိုင်ခံသောတရားတစ်စိမ်းဖြစ်လာသည်တင်းငယ်သောအရာဖြင့်အစပြုခဲ့သည့်အရာသည် ိုင်ခန့်ကြီးမားသောဘရိုကလင်တရာ၏အစိတ်အပိုင်းတစ်ခုဖြစ်လာခဲ့သည်။သခင်ယေရှု၏ဘဝသည်တင်းနှုတ်သောအရာမှစတင်ခဲ့သည်။မြို့ငယ်လေးတွင် ဖွားမြင်ပြီးနွားစခွက်တွင်တင်းထားခံရရှက်တငယ်တော်၏ဘဝအစပြုခဲ့သည်။ပရိုဖက်မိခာက"အိုဘက်လင်အေဖရက်မြို့အစိုးရသောယူဒာမြို့တို့တွင်"တင်းသည် မြို့ငယ်မြို့ရုပ်ဖြစ်တော်လဲ။ ဣတိေလအမျိုးကိုအုပ်စိုးသောသခင်သည်ငါအဖို့သင်ဤအထဲမှပေါ်ထွန်းလဒံဟုလင်းချသောဖွားမြင်ခြင်းကိုရေးသားဖော်ပြခဲ့သည်သေနှုတ်သောအရာဖြင့်အစာပြုတော်လဲအုပ်စိုးရသောသခင်နှင့်တိုးထင်းကြီးဤကုန်တည်းသူဤသာသနာတော်ဝင်သည် မြေကြီးဆုံးတိုင်အောင်ရောက်ရှိသွားခဲ့သည်။သခင်ယေရှုသည်သေးငယ်သောနေရာတွင် နှိမ့်ချစွာမွေးဖွားပြီးလက်ဝါးကတိုင်မှာအသေးခံချင်းတိုင်အောင် အစေကျွန်းခံ၍ကိုယ့်ကိုယ်နှိမ့်ချတော်မူခြင်းဖြင့်သူ၏လောကီအတ္တတာမျိုးကုန်ချုပ်ခဲ့သည်သို့သောကြီးမားသောရစ်ကိုပူဇော်ခဲ့ပြီးကျွန်ုပ်တို့နှင့်ခမဲတော်ဖရာ၏ဆက်ကြားတွင်တရားထိုးဆက်သွယ်ပေးခြင်းဖြင့်သူအားယုံကြည်သူများအတွက်ကယ်တင်ခြင်းကိုပေးခဲ့သည် ဤအကြောင်းတရားကြောင့်သင်သည်ဖရာသခင်၏ကြီးမြတ်သောလက်ဆောင်ကိုသခင်ယေရှုအားယုံကြည်ခြင်းဖြင့်လက်ခံရယူနိုင်ပါစေ။သင်သည်ယုံကြည်ပါကကိုယ်တော်တင့်အတွက် ပြုပေးသည့်အရာအတွက်အသက်တော်ချီးမွမ်းခြင်းဖြင့်နှိမ့်ချသောစိတ်နှလုံးနဲ့ချီးမွမ်းနိုင်ပါစေသော။ မည်သည့်တင်းငယ်သောအရာသို့မဟုတ်ကြီးမားသောအရာကိုတင့်နှလုံးသားထဲတွင်ဖရာသခင်ပြုပေးနေသည်နီတင်မြေကဲ့သို့နှိမ်ချစွာတုံ့ပြန်မည်နီသခင်ယေရှုဖျားကျွန်ုပ်ကိုကယ်တင်ရန်နှိမ်ချစွာရောက်ရှိလာပြီးကြီးမြတ်သောရက်ကိုအသေးခံပူဇော်ပေးခြင်းအတွက်ကျေးဇူးတင်ပါ၏ Gospel Postcard မြန်မာကိုကြီးစုနာဇင်သူများအားလုံးအပေါ်မှာဖရာသခင်ဤနှုတ်ကပတ်တော်မှာပညာတော်များကို ရရှိပိုင်ဆိုင်လျက်ပုံမူပြည့်စုံကျွယ်ဝသောဘဝအသက်တာများပိုင်ဆိုင်နိုင်ကြပါစေ။